သူတို့တွေကလည်းတော့လူတက်ခဲ့ပါဆိုနေမှာဘာလို့ဒီခိုင်းကြီးကိုဆောင်းနာကြလဲမသိဘူးမနေ့ညတော့ကဟိုထိုင်းမှာတဆောင်းနိုင်ညပေါ့လေလွယ်ကထုံးညပေါ့လေအဲ့ဒါဒီဘန်ကောက်လက်ဖောက်122လမ်းနားကဒီကားရှိုးရုံးတစ်ခုရှိမှရင်တိုက်မှုဖြစ်တာဆိုင်ကယ်တိုက်တာအဲ့လိုဆိုင်ကယ်တိုက်တော့ဒီကေဇေးရီအဖွဲတွေကတက်ခဲ့ကြတယ်အမ်ဘူလန့်ကားတွေဘယ်နဲ့စီးတောင်လဲမသိဘူးအများကြီးပဲအဖွဲတွေဘယ်နဲ့ဖွဲ့တောင်လဲမသိဘူးကွာတက်ခဲ့ကြတက်ခဲ့ကြတော့ဒီတက်ခဲ့ကြတဲ့ ဟို private အတင်းနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကလူနာလူရတယ်ဒီရင်တိုက်မှုဖြစ်တဲ့လူနာကိုလူပြီးတော့ပြတနာဖြစ်တာဖြစ်တော့ဂန်းနဲ့ရွှိုင်းရော ဲ့လိုရှိုင်းတော့၃ယောက်ထိခိုက်တယ်ရသွားတယ်ပရဟိတအတင်းရတယ်ပဲအဲအဲ၃ယောက်မှာ၁ယောက်ကမိန်ကလေးမိန်ကလေးကကြတော့ဘိုက်မှာထိသွားတယ်ဂျန်နဲ့၂ယောက်ကယောက်ျားလေးပေါ့နော်၁ယောက်ကလဲဘဲမှာထိရတယ်၁ယောက်ကဒီယင်ဟိုဟာယင်သားအောက်ခေါ်မှာပေါ့နော်အဲ့နာမှာထိသွားတယ်လို့သူတို့တွေကလည်းတော့လူတက်ကြပါဆိုနေမှာဘာလို့ဒီခိုင်းကြီးကိုဆောင်းတာကြလည်းမသိဘူး အာဒီပြင့်တဲ့ကောင်ကိုကြတော့မိလားမမိလားဆိုတော့တည်င်းနေတယ်မှာပြောထားမတွေ့သေးဘူးထွက်ပြေးသွားလားဘာလားမသိသေးဘူးကအဲအခုရဲတွေကတော့ဒီဥစ္စာကိုတို့စုံစမ်းစစ်ဆေးနေကြရလို့ထိုင်းမှာလေအခုလိုမျိုးကွာ accident တွေပါပြီးဖြစ်လို့ရှိရင်ဒီကယ်ဆယ်ရေးအဖွဲ့တွေကတကယ်ကြတကယ်တော့ကယ်ဆယ်ရေးအဖွဲ့တွေကအများကြီးပဲဒီပရဟိတအဖွဲ့တွေခေါ်မပေါ့လေနော်တကယ်ကြတယ်အဲ accident ဖြစ်တဲ့နေရာရောက်ပြီးဆိုရင်ဒီကောင်တွေကယ်ဆယ်ရေးအဖွဲ့အချင်းချင်းပြဿနာဖြစ်ကြတာ အဲခြားခြားအဲအဲ့လိုတည်င်းတွေကလေထိုင်းတည်င်းမှာခဏခဏတက်လာလို့အခုလည်းထားပြပြမယ်ဒီတစ်ခေါက်ကကြတော့နည်းနည်းပြင်းတယ်ဂန်းထဲမှာရှိုင်းနေဆိုတော့အလားမလွယ်ဘူးဟဲ့နော်โอเคရလေးလာပါအားလုံးပဲဆက်ပြီးကြပါစေ